ိမိုင်းဆိုင်ရာပြစ်မှုတွေကျူးလွန်ခဲ့တဲ့စီးပွားရေးလုပ်ငန်းရှင် Jeffrey Epstein ရဲ့ email တွေကို American Democrat Party ရဲ့လွှတ်တော်အမတ်တွေကထုတ်ပြန်ထားပါတယ်။အဲ့ဒီထုတ်ပြန်ထားတဲ့ email တွေထဲမှာမြမအဆိုတော်ချင်းချင်းရဲ့နာမည်ပါဝင်နေတာနဲ့ပတ်သက်ပြီးတော့အမကဒါတိတာဒါတော်တော် hot hit ဖြစ်နေရဲ့ပေါ့နော်။အခုဒီပိုင်းမှာထွက်တော်ထဲမှာဒီလိုမျိုးဒီ Jeffrey Epstein နဲ့ပတ်သက်လို့ email တွေ leak ဖြစ်လာတာတွေအဲသူတို့တင်ထားတာတွေပေါ့နော်။တွေ့ရတယ်ပေါ့။အဲ့ဒါအမကနာမည်ပါနေရဲ့ပေါ့နော်။အဲ့ဒါမှန်လားမှားလားဆိုတော့အမကမေးချင်တယ်။ပထမတော့အမရှော့ရသွားတာ။အမဘောကမှအဲ့လိုမျိုးလေတခါမှအဲ့လိုပေါ့။ပုံနေပါလေတခြားမှတခါမှမပို့ဘူးခဲ့ဘူးကဘယ်သူမှလေ။ ပပုတ်ပြီးရဆက်တော့ဒါယူတော့မှအလိန်ညာလို့ပဲအစားထင်တာပေါ့နော်ထင်တဲ့ခါကျတော့ကိုကဒီလိုမျိုး လူတိုင်းကိုဟုတ်တယ်မဟုတ်ဘူးဆိုတော့ live ဖြစ်နေရမယ်အမမလည်းကိုယ်တိုင်တော့မှဒါအမှန်မှားလားဆိုပြီးမတင်ချာသေးတဲ့အချိန်မှာဆိုတော့မဖြစ်ဖြစ်ခဲ့ဘူးသိတာတော့လည်းမျိုးဆန်း live ဖြစ်လို့ရှိရင်ညီနဲ့ကလည်းနေ့အောင်ချားထဲမှာပဲဒီပုံလေးရရှိနေမှာပေါ့နော်ဘာလို့စီမမရဘူးတဲ့ secret link ကသိမ်းထားပေးမယ်တဲ့နေ့ရက်တစ်ခါအတွက်ဆိုပြီးအမကပြောတယ်ပြောတော့ make up ဆရာကြီးဘာတွေအားလုံးကလည်းအေးပေါ့တမီးရဲ့အမတို့အားလုံးကမင်းကလေးတွေပဲပေါ့ဟိုမဆက်ပါနဲ့ပေါ့နော်အမတို့ကူပေးမယ်ပေါ့ပေါ်လို့ရှိရင်လည်းဖုံးပေးမယ်ပေါ့ဆိုပြီးတော့မှအမတို့ရှိုက်တဲ့အခါကျတော့အမဟိုအတွင်းကတော့အမကွေ့တယ်ဘောင်းမီပေါ့နော်အတွင်းကလည်းဘောင်းမီတော့အမကွေ့တယ်ဒါမဲ့တော့အပေါ်ပရာဆရာကိုကြားတော့ပရာဆရာမပါဘဲနဲ့ဒီလိုလက်ကလေးနဲ့ဖိပြီးတော့ရှိုက်ရမယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးကြောအနောက်ကလေးပါလေးရှိုက်တာပေါ့ ောနော်အဲ့လိုအစပုံက၄၅၀လောက်တော့ပါမယ်ချင်းနေအဲ့လို post အများကြီးပေးရတာအားလုံးပဲမင်္ဂလာပါခင်ဗျာဂျုံကနေတဲ့တင်ကွာအကြီးဆုံးလိန်ရှုပ်တော်ပုံ Jeffrey Epstein ရဲ့ email တွေဖြန့်ချလိုက်တဲ့အခါမြမဂီတာလောကတုံ့လုံသွားခဲ့ရပါတယ်အကြောင်းကတော့အဆိုတော်ချင်းချင်းရဲ့နာမည်ပေါ်လာခဲ့လို့ပါပဲအဲ့ဒီ email ထဲကစာသားကတကယ်မှန်လားအတူလားချင်းချင်းကိုယ်တိုင်ဘသူနဲ့မှမပတ်သက်ကြောင်းနာမည်အသုံးပြုခံရခြင်းသာဖြစ်ကြောင်းချက်ချင်းပြန်လည်ဖြည့်ရှင်းထားတဲ့မူရင်းရုပ်တံကို အချိန်ဆွဲမနေပဲချက်ချင်းကြည့်လိုက်ရအောင်ဗျာအဲ့ဘဝမှာမမဘယ်တော့မှမအဲ့လိုမျိုးတွေခနာကိုရောင်းစားခဲ့တဲ့လူမျိုးမဟုတ်ဘူးလေနော်ပြတိလိုအလုပ်မျိုးတွေလည်းအမလုပ်ခဲ့တာမျိုးလည်းမရှိဘူးဒီလို VIP နဲ့အရှုပ်တော်ပုံတွေနဲ့ပတ်ဝန်းပတ်သက်ဖို့နေနေအမရဲ့ဘဝမှာလေတချင်းဆိုပြီးအိမ်တန်းပြန်တာမြန်မာနိုင်ငံမှာရှိသမျှစပွန်ဆာပေးရတဲ့လူတွေကိုဘယ်နဲ့ရောက်ရှိမှန်းတော့အမမသိဘူးပွဲပြရတဲ့အိမ်တန်းပြန်တာစပွန်ဆာယူဖို့နေနေတတအဲ့လိုလူအကြီးကြီးတွေ VIP ကြီးနဲ့ပတ်သက်ဖို့ကဝေးလာဝေးกว่าကဲ တင်းကတော့ရှင်းသွားပါပြီဒီလိုအထိမခံတဲ့အကြောင်းအရာတွေမှာတင်းမားတွေမပြန့်ပွားဖို့အရေးကြီးပါတယ်အဆုံးထိနားစင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာတွေအမုန်းစကားတွေကိုရင်ဆိုင်ခဲ့ရတဲ့အဆိုတော်ချမ်းချမ်းနဲ့ဆက်သွယ်မိ мян ထားပါတယ်မင်္ဂလာပါမ Jeffrey Aston ရဲ့အရှုပ်တော်ကအီးမေးလ်တွေမှာအမနာမည်ပါဝင်နေရဆိုတာကိုအမဘယ်လိုမျိုးစာပြီးတော့သိခဲ့တာပါလဲရှင်အမအေးဒီ အင်းမြေအကြောင်းသိတာသိမကြသေးပေါ့နော်။ခြံခဲ့တဲ့ရပ်ပိုင်းကမှာမအဲ့လိုမီဒီယာတွေပြီးတော့အဲ့လိုမြန်မာမင်းစင်းမအဲ့လိုတခြားအဲ့လိုမီဒီယာလေးတွေပြီးတော့တချို့ကအဲ့လိုမျိုး file တွေလာပို့တာပေါ့နော်။ပို့ပြီးတော့အမကဒါသိတာဒါတော်တော် hot hit ဖြစ်နေရပေါ့နော်။အခုရပ်ပိုင်းမှာထွက်တော်ထဲမှာဒီလိုမျိုးဒီ Jeffrey Epstein နဲ့ပတ်သက်လို့ email တွေ leak ဖြစ်လာတာတွေအဲသူတို့တင်ထားတာတွေပေါ့နော်။တွေ့ရတယ်ပေါ့။အဲ့ဒါအမကနာမည်ပါနေရပေါ့နော်။အဲ့ဒါမှန်လားမှားလားဆိုအမကလာမေးကြတာ။ပထမတော့အမ shock ရတာကွာ။အမဘဝမှာအဲ့လိုမျိုးတွေတခြားမှအဲ့လိုပေါ့နေပါလေ။တခြားမှတခြားမှမပို့ဘူးကဲဘူးကဘယ်သူမှလေ။ အခုပြည်ဆိုင်ဒါရောမအလိန်ညာလို့ပဲအစားထင်တာပေါ့နော်ထင်တဲ့အခါကျတော့ကိုကဒီလိုမျိုးလူတိုင်းကိုဟုတ်တယ်မဟုတ်ဘူးဆိုတာလိုက်ဖြစ်နေရအောင်လေအမမလည်းကိုတိုင်းတော့မှဒါအမှန်မှားလားဆိုပြီးမသေးချာသေးတဲ့အချိန်မှာဆိုတော့မဖြစ်ဖြစ်ခဲ့ဘူးတိတာတော့အဲ့လိုမျိုးစသိတာပေါ့ဟုတ်ဟုတ်ကဲ့ပါမဒီလို email တွေမှာအမနာမည်ပါဝင်နေရတဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးဖြစ်ပျက်တွေဖြစ်ခဲ့တယ်ဆိုတာလေးကိုလည်းပြောပြပေးပါရှင့် အဖြစ်ပြက်ကတော့အမအဖေပေါ့နော်အဖေကစားသူကအင်္ဂလိပ်စာဆရာစာတင်တာပေါ့အခုတော့အဖေရတာရေးသွားပြီပေါ့ဆိုတော့သူအဲ့လိုအမ်ဘစီတို့နိုင်ငံသားတွေဒီမှာမြန်မာနိုင်ငံမှာလာလို့လို့လို့ရှိရင်ကုမ္ပဏီတွေကနေသူတို့သားသမီးတွေကိုကြောင်းနေထားတယ်လေအဲ့လိုနိုင်ငံသားကြောင်းနေထားတဲ့အခါကျတော့ရှင်အင်္ဂလိပ်စာတွေပဲလောက်တဲ့အခါကျအခက်ခဲရှိတယ် တချို့ကြပြင်သစ်တွေအီတလီယန်တွေစပန်နစ်တွေပါတဲ့ခါကျတော့တို့အဲ့လို homework တွေပါလောက်တဲ့ခါကျတော့အဆင်မပြေဘူးအင်္ဂလိပ်နဲ့ပတ်သက်လို့ပေါ့နော်အင်္ဂလိပ်စာနဲ့ပတ်သက်လို့အဲ့ဒါဆိုအမကေကသင်ပေးတာပေါ့စာသင်ပေးတာအဲ့တော့အမအဲ့ဒီအချိန်မှာအမ modeling လေးလုပ်နေတယ်ပြီးတော့အဲ့ဒီတချင်းဆိုပြန်ပွဲလေးဆိုပြီးတော့မှအခွေပိုင်းလေးထွက်နေတဲ့အချိန်ပေါ့နော်ဆိုတော့2017ဝင်းကျင်ပေါ့ဆိုတော့အဲ့ဒီအချိန်မှာအမအဖေနဲ့တူတူစနေနေ့ဆိုလိုက်လိုက်သွားတာပေါ့သူတို့အိမ်မှာလေစာသင်လို့ရှိရင်အဲ့ကလေးနဲ့ shop အဲ့ကလေးမှာနှစ်ယောက်လာတော့မှမသိရှိသူတို့စီမှာအဲ့တော့တနေ့ကျတော့အဲ့အမျိုးသမီးပေါ့ပြင်သစ်ပြင်သစ်ပေါ့နော်ပြင်သစ်အမျိုးသမီးကဟိုအမထင်တော့ပြင်သစ်တော့ဖြစ်မယ်ထင်တယ်ပေါ့ဘာဖြစ်ဆိုအမသူနဲ့သူ့ စီချောင်ကြည့်ရတာလေဟိုအမေရိကန်တော့လည်းမဟုတ်ဘူးသိကြတယ်သူအဲ့လိုပြင်သစ်လိုမျိုးစကားပြောတဲ့ accent ကအဆာကွာသူရဲ့ label တွေနဲ့လို့မျက်နှာပုံစံတွေပါရပြင်သစ်အဲ့လိုမျိုးပြင်သစ်တို့နောက်တိုင်းဥရောပဆန်တာပေါ့ဆိုတော့အဲ့သူကပြောနေတယ်သူကအမောက်လာပြောတယ်တမီးတယ်တမီးပုံစံကိုအန်တီကြည့်ရတာပေါ့နော်ဟိုအရန်ဒီအနောက်တိုင်းက European morality ပုံစံပေါက်တယ်ပေါ့နော်အဲ့တော့တမီးရဲ့ဒီမျက်နှာပုံစံအရိုးစစ်ပုံစံကဒီမှာဒါတမီးကိုစိုက်ချိန်မှစိုက်နေတာပဲအနောက်တိုင်းမှာဆိုလို့တမီးပုံစံကအရန်တို့မှအလောက်ကရတာလွယ်တယ် model ပေါ့ပြီးတော့တမီးကလည်း model ဖြစ်နေတဲ့ခါကျတော့ model career career အတွက်ကို မစိုးစားခြင်းဘူးလားပေါ့နော်သူအမကလည်းပြောတယ်ပြောရစင်မှာအမကလည်းကိုယ်ကလည်း modeling လုပ်နေတယ်ဟလာပြီးတော့တဲ့ခါကျတော့မိဘကလည်းဒီချက်ဘက်ကပုံပြီးကမောင်မောင်ထားခြင်းအဖေလည်းစားတင်ရတာပင်မန်းနေအသက်လည်းကြီးနေပြီဆိုအမစိတ်ထဲမှာအော်ဒါဆိုလို့ရှိရင်ငါမိဘကငါလှုပ်ကြွေးဖို့အတွက်အခွင့်အရေးတစ်ခုရပြီပေါ့နော်ဆိုတော့လုပ်မယ်လို့ဘာဖြစ်ဖြစ်ကျွန်မဒီအနုဒီ modeling ကို Paris တို့ဘာတော့မှလောက်ရမယ်ဆိုရင်တော့ကိုကိုတက်ကအခွင့်လမ်းမယ်လေပြတ်သူကလည်းပြောတာ L magazine တို့ပြီးတော့ Clarence တို့အဲ့လို magazine တွေမှာနေမပါချင်ဘူးလားပေါ့နော် ညနေဖုန်းနေကြောင်ကြနေမရိုက်ချိန်ဘူးလားပေါ့ဒါဆိုပတ်စံအများကြီးရမှာပေါ့နော်ဆိုတော့ညို့ဒီအခွင့်ရရငါချက်ဆက်ပေးမယ်ဆိုတော့ကိုကလည်းပြုံသွားတာပေါ့နော်ဆိုတော့ငယ်လေးငယ်သေးတော့ဟိုစိုးတီမှန်တီကောင်းတီဆိုတော့မခွဲခြားတတ်ဘူးအဲ့လေသူကအမတရကြတော့သူ့ရဲ့အိမ်အပေါ်ကအိတ်ခမ်းလေးကိုခေါ်သွားပြီးတော့မှသူ့ရဲ့လက်လက်ဝတ်ရဲနာလေးပေါ့အဲ့လိုဟိုဘယ်လိုပြောမလဲငါနဲ့ shooting ရိုက်တဲ့ခါကျလို့ရှိရင်နေဝေးဖို့အတွက်ငါတို့အရာတွေပိုင်း match ဖြစ်မဖြစ်အရာကလာလှမလှပေါ့နော်ရွေးမယ်ဆိုရင်အမသူ့အိတ်ခမ်းလေးခေါ်သွားတယ်ပြည့်ပစ္စည်းပိုင်းရွေးကြတာပေါ့ပြီးတော့သူကသူကိုယ်တိုင်ပဲအဲ့ဒီနောက်ရက်တွေကျတော့ အမကို shooting တင်တယ်တင်တဲ့ခါကျတော့အဲ့လိုဘာသူကိုယ်တိုင်ပဲအခုစာဒီဇိုင်းနေတာစာဒီကိုယ်တိုင်မှဆင်ပေးတယ်တော့ရဲနာတွေကစာဒီဇိုင်းတွေပေါ့နော်အကုန်လုံးသူပဲလုပ်ပေးတာအဲ့တော့အမ shooting တင်တာအမ makeup ဆရာတွေပါလဲပါတယ် shooting တင်တော့အပထမအဆုံးဘယ်လိုပြောမလဲလေးငါးအဆုံးကအဆင်ပြေနေတယ်ပေါ့နော် ဟင်းကဆောင်အဆင်ပြေနေရဆိုတော့အဲ့လိုမျိုးပေါ့ဟိုခေါင်းဝင်းနေအဲ့လိုမျိုးကွာသိရမလားဟိုစက်ကတ်တွေပါနေတဲ့ခေါင်းမြည်တွေပါနေတဲ့ရှားရတာပေါ့နော်အဲ့ဒီကဘာကြီးဖျားလန်းရဲပြီးသွားတဲ့ခါကျတော့အဲရွှေတုံဖျားဆောင်းနေပေါ့နော်မြောက်ဖန်လားတောင်ဖန်လားမသိအဲ့မှာအမရိုက်တယ်ပြီးသွားတဲ့ခါကျတော့အဲ့လိုပေါ့နယံနေအဲ့လိုလမ်းချားတွေအဲ့ဒီထဲမှာဝစ်ဆောင်နေတဲ့အချမ်းချမ်းဆိုတဲ့ဟိုနာမည်ကြီးရေးပြီးတော့မှနောက်ခံထားပြီးတော့လေအဲ့လိုရိုက်တာရိုက်ပြီးတော့လေကဆောက်ဆုံးလဲပြီးသွားရောအမတို့သမီးတို့ကစာပြေနေလေတာနေပြီးသွားနောက်ပေလားညလာတော့မမမှန်ပြီးတော့ तू ကနောက်ထပ်သစင်းထတ်တယ်ရရှုတယ်အဲ့ရှုတယ်တဲ့အချိန်မှာ သူကဘာပြောလဲဆိုတော့ဒီတစ်ခါကတော့အဝိစာမပါဘူးပေါ့နော်မြန်မာလေးရှားရမှာအဝိစာမပါဘူးတဲ့ပြောတဲ့ခါလို့ကော့ကြောင်သွားတာရှော့ပြရသွားတယ်ဟစ်အရင်လက်လန့်သွားတယ်ပေါ့နော်ဘာဖြစ်လဲအမရဲ့ culture အရာဆိုလို့ရှိရင်အမအခုဟိုအမရဲ့နိုင်ငံမှာဆိုရင်ဒီကွာအခုနောက်ပိုင်းမှာလူတွေက vegan တွေရေကွေးကြီးတွေဝစ်လာကြတာလေအတော်ပြတ်တွေဝစ်လာကြတာကိုမြင်မြင်လာကြတယ်ဒီနေကြသွားတာအရင်တော့ကစားအဲ့လိုမျိုးလေအရင်ရှားတယ်လေရှားတဲ့အခါကျတော့အဲ့လိုမျိုးဟိုနေကကြည့်ရှားရမှာဆိုအဆင်မပြေဘူးလို့ဒါကျမတို့ကစားတဲ့လည်းအဆင်မပြေဘူးကျမအနေနဲ့ဒါမျိုးတော့ရမယ်ဆိုတော့ကျမမရိုက်ချင်ဘူးလို့ပြောတော့ပတ်ဘူးတဲ့ ဒီအတားရရအနောက်တိုင်းမှာအစမ်းကြားလည်းမဟုတ်ဘူးပေါ့နော်ပြီးတော့ဒီ modeling industry မှာဆိုလို့ရှိရင်အနောက်တိုင်းမှာဆိုလို့ရှိရင် magazine တွေဘာတွေမှာဆိုလို့ရှိရင်ရေးမွေးချော်ကြတာတွေဘာတွေဆိုလို့ဟိုဘယ်လိုပြောမလဲတုံးတုံးကြီးမဟုတ်ဘူးကွာဟိုအဝတ်ပွားကားလေးနဲ့ပဲခြိုက်ကြတာပေါ့နော်နောက်ကြောထားပြီးတော့မှဒီကိုယ်လုံးချုပ်ပြီးခြိုက်ကြတာအထူးစားမဟုတ်ဘူးတဲ့အဲ့တော့နေတကယ်လို့သူတို့စီမှာအလုပ်လုပ်နေဆိုလို့ရှိရင်သူတို့အနောက်တိုင်းနဲ့ညီမျှတဲ့ရှင်ချင်းမှုဟို အလုပ်ကိုလက်ထံမှာဖြစ်တဲ့အတွက်ကြောင့်ရုပ်ပိုင်းမှာရမယ်ဘာမှဆိုလို့မဟုတ်ဘူးရိုက်ဖြစ်လို့ရှိရင်ညီနဲ့ငါနဲ့တယောက်ကြားထဲမှာပဲဒီပုံကြီးကရှိနေမှာပေါ့နော်ဘာလို့ဒီမှာမရဘူးလဲ secret link ကတင်ထားပေးမယ်တဲ့နေ့ရက်တစ်ခါအတွက်ဆိုပြီးမှပြောတယ်ပြောတော့ make up ဆရာကြီးပါအားလုံးကလေအေးပေါ့တနည်းအမားတို့အားလုံးက main ကလေးတွေပဲပေါ့မဆက်ပါနဲ့ပေါ့နော်အမားတို့ကူပေးမယ်ပေါ့ပေါ်လို့ရှိရင်ဖုံးပေးမယ်ပေါ့ဆိုပြီးမှအမားတို့ရိုက်တဲ့ခါကျတော့အမားဟိုအတွင်းညာတော့မှဝင်တယ်ဘောင်းပြီပေါ့နော်အတွင်းညာတော့ပေါင်းပြီတော့အမှောက်ဝင်တယ်ဒါပေမဲ့သူအပေါ်ဘရာဆရာကိုကြားတော့ဘရာဆရာမပါဘဲနဲ့ဒီလိုလက်ကလေးနဲ့ဖိပြီးတော့ရှိုက်ရမယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးကြောနောက်ကလေးပါလေးရှိုက်တာပေါ့နော်အဲ့လိုအဆုံပုံက၄၅၀လောက်တော့ပါမယ်ချင်းနေအဲ့လို post အများကြီ းပေးရတာပေါ့ပြည်တော်ပြောတော့အမောက်မေးတယ်မေးတယ်တကယ်ပေါ့နော်ဟိုဒီနိုင်ငံကနေပြီးတော့မှကိုယ့်ရဲ့ moral career ကိုရှေ့ဆက်ချင်တယ်ဆိုလို့ရှိရင်မေးတယောက်တည်းသွားရမှာတဲ့သွားနိုင်တာပေါ့ဆိုတော့အမစဉ်းစားလိုက်တယ်အမတော်တော်လေးကြောက်သွားတယ်ဘာဖြစ်လဲဆိုတော့အမရဲ့အဖေအမေတွေကိုလည်းအမထားခဲ့ရမယ်ကွာတိလာပြီးတဲ့အခါမှာအမချစ်တဲ့တကယ်ချင်းနဲ့မိတ်ဆွေတွေအမရဲ့ဟိုဘယ်လိုပြောမလဲဟိုအပေါင်းအသင်းတွေနဲ့ career ကြီးတစ်ခုလုံးကိုထားခဲ့ရပြီးတယောက်တည်းဟိုမှာ start from the bottom ပေါ့နော် from the scratch အစကနေပြန်စရမယ်ဆိုလို့ရှိရင်အမအရန်ချောက်တယ်တောင်းထုတ်သွားလေဟုတ်ငါမလုံးမလုံးဖြစ်နေလို့ပြလို့ဆိုဒါမျိုးကဟိုတခုခုဖြစ်ခဲ့လို့ရှိရင်လည်းဘသူ့ကိုအကူအညီတောင်းအောင်မလည်းမသိဘူးခုမှဆွေမျိုးနီးစက်တဲ့ဟာလည်းမရှိဘူးလေမရှိတဲ့ခါကျစဉ်းစားတာပေါ့နော် ကျွန်မမလောက်ရဲဘူးလို့တယောက်ကသွားမယ်ဆိုတော့ကျွန်မအဆင်မပြေတော့ဘူးချင်တယ်လို့အမေတို့တိုင်းမလာဘူးမယ်လို့အဲ့လေအမကအမေတို့ပြောပြကတော့အဖေနဲ့အမေတို့ဒါပေမဲ့အမအဖေနဲ့အမေတို့အမကတို့လည်းမျိုးနုနီးပါးရိုက်တယ်ဆိုတာမျိုးတော့အမမပြောပြလိုက်ဘူးဘာဖြစ်လို့လဲဆိုတော့ရှက်လို့ပေါ့နော်ရှက်လို့ဆိုတော့အဖေလည်းရှိအမေလည်းရှိအရှိမာတော့အဲ့လေဒီကို့မြန်မာရင်ချင်းမှုရလဲမပြောချင်ဘူးကို့အဲ့လိုတုံးလုံးနီးပါးရိုက်ခဲ့တယ်ဆိုတော့ဒါတော့ကတော့အလုပ်ငန်းအရရိုက်ရမယ်ဆိုလို့အမရိုက်ခဲ့တာဟုတ်ဆိုတော့အဖေတို့တမီးအားလို့ဟိုပဲရစ်ကိုပေါ့နော်ပြင်သစ်ကိုတွားရမှာလို့အဲ့ဒါအားလို့တကယ်တော့ဒီအလုပ်ကိုလက်ခံမယ်ဆိုရင်ဘယ်သူမှလိုက်လို့မရဘူးလို့ပြောတယ်လေပြောတော့အဖေကအမေရောအဖေကစိတ်ပုံသွားတာပေါ့နော်အမေကိုကြည့်တော့အမေစိတ်မကောင်းဖြစ်တယ်တမီးရဲ့ ဲ့မသွားပါနဲ့ပေါ့နော်ဒီမှာလည်းတမီးလုံးနဲ့တမီးရဲ့ပရိသတ်နဲ့တမီးရှိနေတာပဲပေါ့အမေတို့လည်းအရန်ကြီးကိုဒီလိုမျိုးစားရမယ်တောက်ရမယ်လည်းမဟုတ်တဲ့အတွက်ကြောင့်ဒီအဖေစားရဲလာစားနဲ့အဆင်ပြေပါတယ်တဲ့ဟိုမချမ်းသာသွားရင်တော့မှကွာဟိုစားနိုင်တတ်နိုင်နေဆိုရင်တော်ပြီပေါ့တဲ့ဟိုတမီးလိုက်ကရီယာလေးတစ်ခုဒီမှာရှိနေရပဲဆိုတော့အဲ့ဒါမှမှလည်းဆုံးဖြတ်လိုက်တယ်အော်ငါလည်းငါပင်မျိုးလှုပ်ကျွေးနေရပဲဟာကိုလည်းအနာရှိမှလည်းအမေဖေကိုကြည့်နိုင်ပါလေဆိုတော့ကိုကိုရောက်သွားရင်ဘာဖြစ်မလဲဆိုတော့မသိနိုင်ဘူးပေါ့နော်အမေကလည်းပြောတယ်ကိုရောက်သွားရင်ငါဖြတ်စီသွားရင်ဘယ်လိုလုပ်မလဲဟာစေးသုံးသွားရင်စေးဆွဲသွားရင်တရားကဘာဖြတ်စီလိုက်ဘယ်လိုလုပ်မလဲဆိုတော့မသွားပါနဲ့ဆိုတော့မှမသွားတော့ဘူးဆိုဆုံးဖြတ်လိုက်ပြီးတော့မှအဲ့ဒီလိုတမျိုးပြန်ပြောလိုက်တယ်ငါ ါလို့မတော်ပြစ်တော့ဘူးလို့ဘာကြောင့်လဲဆိုတော့ငါအဖေမျိုးလည်းငါမထားခဲ့နိုင်ဘူးလို့ငါကန်တတိလေးရတယ်ငါကြီးကြီးပဲလုပ်တော့မယ်ပေါ့နော်ဟိုဘယ်လိုပြောမလဲမဆက်စားချင်တော့ဘူးအဲ့လိုမျိုးလေးသူ့ကိုပြောလိုက်တာပေါ့ပြောလိုက်တော့စိတ်မကြဘူးသူနဲ့အမနဲ့ဆက်သွယ်လည်းမရှိတော့တဲ့အတွက်ကြောင့်နောက်ပိုင်းမှာဘာဖြစ်သွားလဲဆိုတော့အမသူနဲ့ဆက်သွယ်မရတော့ဘူးပေါ့နော်အဲ့နဲ့သူနဲ့ဆက်သွယ်ပြတ်သွားတာပေါ့သူ့ဘောပေါင်းတော့သူတို့လည်းအခုတော့ဆောင်းမဆက်မတင်ဖြစ်တော့ဘူးသူတို့လည်းလည်းကြီးပြတ်သွားတယ်ပြောတာ ဒီလိုမျိုးပါဝင်နေတဲ့အပေါ်ပေါ့နော်တကယ်ဖြစ်ခဲ့တာတွေကိုတရားမသိဘဲနဲ့အမအကြောင်းနဲ့ပတ်သက်ပြီးကောလာဟလပြောဆိုမှုတွေကိုတွေ့ရပါတယ်အဲဒီကောလာဟလပြောတာတွေကိုကျောင်းသားတဲ့အခါဒီပေါ်မှာရောအမဘယ်လိုသဘောထားပါသလဲရှင့်ဘယ်လိုသဘောထားလဲဆိုတော့ညီမရေစစချင်းရတော့တော်တော်လေးကိုရှော့ခဲ့ရတာပေါ့နော်ပြီးတော့တော်တော်လေးစိတ်မကောင်းဖြစ်တယ်ဘာဖြစ်လဲဆိုတော့အမတို့ဘယ်လိုပြောမလဲအမရဲ့ဘဝမှာအမကဘယ်တုန်းကမှအဲ့လိုမျိုးတွေခနာကိုရောင်းစားခဲ့တဲ့လူမျိုးမဟုတ်ဘူးလीနော်ပြီးတော့ဒီလိုအလုပ်မျိုးတွေလည်းအမလုပ်ခဲ့တာလည်းမရှိဘူးဒီလို VIP နဲ့အရှုပ်တော်ပုံတွေနဲ့ပတ်ဝန်းပတ်သက်ဖို့နေနေအမရဲ့ဘဝမှာလေတချင်းဆိုပြီးအိမ်တန်း ြန်တာမြန်မာနိုင်ငံမှာရှိသမျှစပေါ်ဆာပေးရတဲ့ဒီကိုဘယ်ပြန်ရောက်ရှိမှန်းတော့မှမသိဘူးပွဲပြရတဲ့အိမ်တန်းပြန်တာစပေါ်ဆာယူဖို့နေတဲ့တတအဲ့လိုလူအကြီးကြီးတွေ VIP တွေနဲ့ပတ်သက်ဖို့ကဝေးလာဝေးကွာဒီလားအဲ့နဲ့အလုံးနဲ့လည်းရှိတာဆိုတော့ဒီလိုလူမျိုးကိုဝိုင်းပြီးတော့မှအမရဲ့ရုပ်အသွင်ပြင်ကိုကြည့်ပြီးတော့အမကိုပြောကြတယ်ဆဲကြတယ်နှောင်ကြတယ်ကွာအမရဲ့ရင်ဖွဲ့တဲ့အဆောင်ရာအဓိကသူတို့တည်းမဖြစ်ဖြစ်နေမှာအမရဲ့ဟိုဘယ်လိုပြောမလဲ personal ကိုကြည့်ပြီးတော့အမ appearance ကိုကြည့်ပြီးတော့အမရုပ်အသွင်ပြင်လက္ခဏာကိုကြည့်ပြီးတော့ဘိုင်းတိုက်ခိုက်ကြတယ်ပုံဆိုးတာ မတော်ခံစားရတယ်။ဟိုလူဆိုတာအချိန်တိုင်းချောင်းမတင်ကွာ။အမလည်းပြောအမဒီရပိုင်းနေဆိုအမခါးရမ်းတာနေပြီးတော့ပိုးသက်စီတောက်ရတယ်။သူကကလေးတောက်ပြောင်းနေဆိုတော့ကလေးအသေးလေးနဲ့ညဆိုမအိပ်ဘူးမအိပ်တဲ့ခါတအားပင်ပန်းလာပေါ့နော်။အဲ့တော့အမမျက်အိပ်တွေကျရတယ်ပြီးတော့ဖိုးတယ်ကျောင်းပြီးတော့အမလေးပတ်နာလည်းရှိတော့ခါကျတော့ဒီမှာရာတင်ပြီးတော့တအားအေးရခါကျတော့အမအဆင်မပြေဘူးပေါ့နော်။ဟိုမနေ့ကဒီမှာ struggle လုပ်နေရဒါမှမဟုတ်ဒါမျိုးလူရမသိဘူး။အမက stress တွေလည်းမျိုးစုံရှိရကွာ။မိသားစု stress တွေဟလာဟိုကပေးတဲ့ stress တွေကပေးတဲ့ stress ဒါပေမဲ့တို့ပမာတွေရဲ့ ဘယ်လိုပြောလဲထုံးစံအတိုင်းပေါ့ကိုမျက်နှာကို profile comment မှာမမြင်ရင်ဝင်ဆဲလိုက်မယ်ဟဲ့ဝင်ပြီးတိုက်ခိုက်လိုက်မယ်ဟဲ့သူ့ဘယ်လိုအပုတ်ချလိုက်မယ်ဟဲ့မကောင်းပြောလိုက်မယ်ဟဲ့ဆိုတဲ့လူတွေက80ရာခိုင်နှုန်းရှိနေကြတဲ့အခါမှာသတင်းမီဒီယာတခုကလည်းသူတို့သတင်းဖြစ်ရေးပဲတင်လိုက်တဲ့အခါကျတော့ပြောချတာပေါ့နော်ကိုကတော့ကိုယ့်ရဲ့ဘဝအတွေ့အကြုံမျိုး sharing လုပ်လိုက်ပြီးမယ်တင်ကန်းစာသူတို့တော့မရသွားတဲ့အပြင်ကိုဒီအောင်စိတ်ဝင်စားဖို့လူတစ်ယောက်ကိုဟဲ့ဒီကောင်မရုပ်ဆိုးလိုက်တာညို့များနှားရင်တော့ဘယ်ကသူကပြောလို့တော့နင်းမျက်ဖွက်နေဆိုတော့အဲ့လိုခါမျိုးတွေကပို့ပြီးတော့မှအမတိုက်ခိုက်တာပေါ့နော်အမကတော့ပြဿနာတော့မရှိဘူးဘာမှမဖြစ်သွားပြီးမယ်ဂျီ လူပြောတဲ့ဟာကြီးကဟိုဘယ်လိုပြောမလဲလူတရားခဲဖတ်တာမဟုတ်ဘူးလေနော်တကဘာလုံးမှရှိတယ်အမရဲ့မိတ်ဆွေအမအတိမိတ်ဆွေနိုင်ငံသားသားတွေဟာအကောင်မောဖတ်တဲ့ခါကျတော့အိုးမြန်မာဆိုတာဒီလိုမျိုးလားကိုယ့်ရဲ့ ဟိုအမှုပညာရှင်တယောက်ကဒီလိုအချက်တဲချောက်ထားတဲ့အချိန်မှာမှဘိုင်းမီထိုးတာကြာအချင်းချင်းပါလားဆိုရင်ဟာလေးကိုဒီနိုင်ငံသားတွေမြင်သွားတာပေါ့လို့ငါတို့ကတော့ညို့ဖေးဖေးမမနဲ့နေအခုလိုဖြတ်တန်းခဲ့တဲ့ဟာငါတို့က support ပေးနေတဲ့အချိန်မှာနေ့ရက်နိုင်ငံသူတွေနိုင်ငံသားတွေကဟိုစဉ်းစားကြတယ်ဆိုတာနဲ့ဒီအဖြစ်ပြက်ပေါ်မှာဟိုတင်ကန်းစာမယူပဲကိုယ်ချင်းမစားဘဲနဲ့ဗျမိမတရားကိုဘိုင်းပြီးတော့မှအတင်ပြင်ကိုချင်းပြထိုးနှက်နေလိုက်တာဘလို့လူတွေလဲခန်းစားရခန်းစားချက်မဲလိုက်တာလုံရလိုက်တာဆိုရင်ဟာမျိုးကြီးဆိုကိုကိုပေါ့ဟာမ 我下来我来看啥？我就有一点我不看啥了，可能俺妈也是讲的就是在这种交钱啥的身上，俺妈都是靠我们我们靠我交钱我爸爸帮我们理管对吧？俺妈过来，俺妈就说一路一来的话，我们这个话，我爸爸就说，俺妈给人家吃的，人家给休息那个，对的，我也两天都没有理过那个啥嘛，我理干个。 ဆိုစိတ်နဲ့မှထောက်ရိုက်ပေးခဲ့တာဒါပေမဲ့အခုလိုမျိုးကြီးဟို Jeffrey Epstein နဲ့တခြားအဲ့လို Border Agency ကလူတွေနဲ့ပေါင်းပြီးတော့မှဒီလို VIP တွေပေါ်မှာအမရဲ့ဓာတ်ပုံမျိုးရောင်းစားနေတယ်အဲ့လိုလူကောင်ကူးနေရဆိုတာအမသိလိုက်ရတဲ့အချိန်မှာအမဆော့အရေးရတာလေဟုတ်ကဲ့ဆိုအမအခုချိန်မှာအမတမီးလေးနေတယ်အမဘောကရေးစင်နေနေတာကွာတိကတော့ဒါအမရဲ့ image ကိုအရမ်းချိန်ခိုက်တယ်ဆိုတော့အမကလည်းငါးနေနေတယ်မှာလူတစ်ခါရဲ့ဆဲတာကိုခံရတယ်လူတစ်ခါရဲ့အပြစ်ပြောတာခံရတယ်မိခင်တရားအနေနဲ့တာသမီးကိုဟိုဘယ်လိုပြောမလဲကိုကပြည့်စုံပြောထားတဲ့အချိန်မှာဒီလို comment တွေရှားတယ်မှာအမကိုဘယ်လောက်ထိစိတ်တဲ့အရာကိုဟိုဆုံးဆုံးမြောက်အောင်အမစိတ်တဲ့အရာကိုလုံးလိုက်တဲ့သဘောပဲပေါ့နော်ဒီ comment နေတာဆိုတော့ဒါအမရဲ့ကရီယာတော့အများကြီးထိခိုက်တာပေါ့နော်ဒီသတင်းတက်လာတာဒါပေမဲ့အမအခုချိန်မှာလည်းအမရှင်းပြနေတယ်အမစိတ်ကိုအရှင်ဆုံးထားပြီးတော့မှစိတ်ကိုအထိချိန်ဆုံးထားပြီးမှရှင်းပြနေစမှာကလေမြန်မာနိုင်ငံကလူငယ်တွေအဲ့လိုမျိုးကြားဖြန့်လေးလူလိန်နေရဲ့လက်ထဲမှာဘဝတွေမပြတ်သွားအောင်လို့ပြတ်သွားတဲ့လူတွေရှိနေတယ်ဒီလိုလူတွေကိုကိုရှင်းစာနိုင်အောင်လို့ဆိုရဲတင်ကန်းစာလေးနဲ့အမအမရဲ့ကိုကိုဗစ် experience ကိုရှင်းပြပေးတာပေါ့နော်ဒါတွေနားလည်ဖို့ဆိုတာက လူတိုင်းကတော့အမှနားလည်မှာမဟုတ်ဘူးဒါပေမဲ့တကယ်စဉ်းစားဉာဏ်ရှိတဲ့လူတကယ်ကိုဉာဏ်စာစိတ်ရှိတဲ့တို့မြန်မာလူမျိုးတို့ချို့တော့ဘက်အတော်တော်ထိရောက်သွားတယ်ဆိုရင်အမှကျင့်တတ်ပါလေအမှပြောခဲ့တယ်လို့ပေါ့နော်ဒီကိစ္စတွေမှာအမှဟာမသိလိုက်ပဲမျက်နှာခဲ့ရတာဖြစ်တယ်အအမပြောခဲ့တဲ့အထင်မှာဒီကြားဖြတ်နဲ့ပတ်သက်ပြီးတော့လည်းဒီနေဆက်မှာရောင်းစားခံရတဲ့ကိစ္စတွေကိုလည်းပြောသွားတဲ့အခါမှာပေါ့နော်အဲဒီလိုမျိုးမသိလိုက်ပဲနင်းနာခဲ့ရတဲ့သူတွေနဲ့နင်းနာသူတွေနဲ့ပတ်သက်ပြီးအမဘယ်လိုမျိုးအကြံပေးချင်ပါသလဲရှင့်အကြံပေးမယ်ဆိုတော့ဒီအမမြန်မာနိုင်ငံမှာကွာဒီလား မီဒီယာတွေကထားပါတော့เนาะတခုခုတင်ပြီဆိုလို့ရှိလို့ရှင်ခေါင်းစဉ်တက်တာကစဒီလူတယောက်ကိုချစ်ချင်လာအောင်ဆိုပြီးတော့မှဟိုဘယ်လိုပြောမလဲအထိတ်တယ်မရှိတဲ့ခေါင်းစဉ်တွေတက်တယ်ပေါ့ဒီလူတယောက်ကိုစော်ကားပြီးတော့မှလူစိတ်ဝင်စားအောင်လုပ်တာဒီတအားမှလည်းမီဒီယာ ethic မရှိဘူးပေါ့เนาะအမအဲ့ဒါအရင်ဆုံးပြောချင်တယ်အခုလိုမျိုးစားဖြန့်လို့မြပြ online ကနေငွေလိမ်စားတဲ့လူတွေအများကြီးရှိတယ်ဒါတွေကိုပြည်သူတွေကိုနားလည်အောင်ပညာပေးစင်တယ်ဒီတဲ့တွေကိုပြောင်းဝေစင်တယ်ဆိုလို့ရှိရင်စစ်မှန်သောစိတ်ဝင်စားခြင်းဖြစ်အောင်လို့အရင်လုပ်ရမယ်လူတယောက်ကိုခုလုံးလုပ်ပြီးဒီလူတယောက်ကဟာတဲ့တင်တစ်ခုပေးလိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီလူ ကိုလူတွေကတိုက်ရိုက်ဆော်ကားလာတဲ့ခေါင်းစဉ်မျိုးမဟုတ်ဘဲနဲ့တင်ပြပုံတင်ပြနေရအစဟလာလူတယောက်ပိုကိုချင်းစာနာတဲ့စိတ်နဲ့လူတယောက်ရဲ့ဘဝကိုဟိုချပြတဲ့သတင်းဌာနမျိုးဖြစ်ကြမယ်သတင်းပေးတဲ့ဟာမျိုးဖြစ်ကြမယ်အဲ့လိုမဟုတ်ဘဲနဲ့မှလူစိတ်ဝင်စားအောင်ခေါင်းစဉ်တစ်ခုကိုဆွဲတက်လိုက်ပြီးတော့မှချပြတဲ့အကြောင်းများလူစိတ်ဝင်စားကြမကောင်းဘူးဆိုလို့ရှိရင်အမတို့ပဲဟို victim တွေက blame ခံရတာကွာပြောခံရတာဒီလားအမတို့လို survivor တွေအနေနဲ့ကခုတ်ထက်အများကြီးဘဝတွေဖြစ်ဆိုးရတဲ့လူတွေအများကြီးရှိတယ်ဆိုတော့ကိုမဖြစ်သေးသေးဒီလိုလူတွေကိုလှောင်နေမှာလားကိုမခံစားရသေးသေးကိုမထွက်ကြုံရသေးသေးဒီလိုလူတွေကို အဖြစ်ပြောနေမှာလားအဲ့ဒီစိတ်သက်ကိုလေအမမြန်မာပြည်သူတွေကိုလေပြင်ဆင်ခြင်းနဲ့ဒါအမနိုင်ငံသားရောက်သွားလို့စကကြီးစကကြီးပြောတာတော့မဟုတ်ဘူးဒီမြန်မာနိုင်ငံကလွယ်လို့တခြားတော်တော်များများဒီအနောက်နိုင်ငံတွေရောနိုင်ငံခြားသားတွေတော်တော်များများအဲ့လိုမျိုး survivor ဖြစ်သွားတဲ့လူတွေ victim တွေကိုလေတအား support ပေးချရတယ်သူတို့ရဲ့ဘဝတွေသူတို့ရဲ့ trauma တွေကိုဒီလို sex offenders တွေနဲ့ပတ်သက်လို့ပေါ့နော် human trafficking လုပ်ခံရတဲ့လူတွေဟာ sex နဲ့ပတ်သက်လို့ abuse လုပ်ခံရတာအဲ့တော့သူတို့ကိုသူတို့ယုံကြည်မှုမရှိတော့ဘူးအားငယ်တယ်သူတို့ကဘသူ့ရောမှလည်းမသိတော့ဘူးပေါ့နော်သူတို့ဘဝတခြားလုံးဝအစိမ့်တွေကုန်ခဲ့တယ်မကောင်းမှုတွေနေတယ်ဒါတွေကိုကိုကျင်းစာ မဲ့လူမရှိတဲ့အခါမှာအဲ့လူတွေတို့ကတို့တော်တော်ခံစားရတယ်အဲ့ဒီလူတွေကတော့အတူတူဖြစ်သွားတော့ပေါ့ပေးစရာတွေအဆင်ပြေမှုချစ်တင်ပြီးတည်းရဲ့ဆိုင်ကကျွန်တော်လည်းညီမဆီဒီလိုပြန်လဲပြီးရှင်းတယ်ဘုရားအချိန်ကြီးအများကြီးယူပါလား processing ကအများကြီးရှိတယ် healing နဲ့ပြန်လုပ်ပါကျွန်တော်တို့ရဲ့စိတ်ကြမ်းမှာရင်းနှီးကြတဲ့အရာ emotional တွေအရာတို့ခံစားရတဲ့အရာတွေအားလုံးကိုကိုချင်းစာနာစိတ်နဲ့ comment လေးတစ်ခုပေးလိုက်ဖို့ကိုချင်းစာနာစိတ်နဲ့ဟိုဘယ်လိုပြောလဲအားပေးလိုက်ဖို့ဝင်လင်းနေကြတဲ့ comment လေးတွေ့ရတဲ့အခါမှာအားကိုမှမြန်မာပြည်သူတွေအတွက်ရှင်လင်းနေတယ်စိတ်လည်းမကောင်းဘူးပေါ့နော် Jeffrey Epstein နဲ့ဒီဒီအရှုပ်တော်ပေါ်မှာကိုယ့်ရဲ့နာမည်ပါလာလို့ မမဟုတ်ပါဘူးဒီတခြားအပြင်မှာကိုယ့်ထက်ဘဝဆိုးပြီးတော့မှရောင်းစားခံရတဲ့ကလေးတွေရှိမယ်ချားပြနေငွေလိမ်သွားလို့ဘဝတွေပြတ်သွားတဲ့လူတွေရှိမယ်လူလူလူချင်းမစာနာဘဲနဲ့မှကိုလက်အင်္ကာတွေရောင်းစားခံရတာတွေဟလာဟိုငွေချင်းလိမ်လေသွားလို့ဘဝတွေပြတ်သွားတဲ့လူတွေငငယ်ရွယ်နဲ့အကျိုးရေးပြတ်သွားတဲ့လူတွေဟိုအလုပ်ပေးမယ်ပြောပြီးတော့မှရောင်းစားခံရတဲ့လူတွေဒါတွေဟာသူတို့ကပျော်လွှမ်းလို့ဒီဟာတွေလက်ခံခဲ့ကြတာမဟုတ်ဘူးဒီလိုလူလိမ်တွေကနေရအနှံ့မှာရှိတယ်မြန်မာနိုင်ငံမှာမဟုတ်ဘူးနိုင်ငံတိုင်းနိုင်ငံတိုင်းမှာအိန္ဒိယမှာလည်းရှိတယ်ဂျပန်မှာလည်းရှိတယ်ကိုရီးယားမှာလည်းရှိတယ်အမေရိကမှာလည်းသူတို့လှမ်းလိမ်ကြတယ်ဆိုတော့ဒီလိုမျိုးချားပြလိုမျိုးလူလိမ်အဖွဲ့တွေဆိုတာကဒီတလန်းနဲ့မရနောက်တလန်းနဲ့လိမ်ပါပဲအဲ့တော့ ကိုသားသမီးလေးတွေရဲ့ဟာလာဖုန်းတွေပါတယ်ကိုမြင့်ငယ်ကြီးစစ်ကမဲပြီးတဲ့ခါကျလူတိုင်းနဲ့ကိုသားသမီးတွေကိုလွတ်လပ်ကူကူထွက်ထည့်ပေးလိုက်လို့မရဘူးဟာလာလမ်းထိတ်ထွက်တာအစားစိုက်ကားသမားနဲ့ထည့်ပေးလိုက်တာမျိုးလို့တိုင်စီသမားနဲ့ကျူရှင်ပို့လိုက်တာဒါတွေကတအားကိုအန္တရာယ်များတယ်လူလိန်ဆိုတာဂျိုးမပါဘူးလူကောင်းနဲ့လူလိန်ကိုအမတို့ ချက်ချင်းခွဲခြားလို့မရဘူးသူ့ရဲ့လုပ်ရက်ကပေါ်လာမှသိရတယ်အဲ့တော့အမတို့ချိုးတင်တင်ဆင်းမှုအနေနဲ့ online မှာပတ်သက်တဲ့လုပ်ငန်းတွေနဲ့ပတ်သက်အရန်တတိထားပါကိုယ့်ရဲ့ bank account တွေပေးတာမျိုးတွေဟဟဟကိုယ့်ရဲ့ကိုရင်းရာစီအချက်အလက်တွေအပြည့်စုံပေးလိုက်တာမျိုးတွေကအရန်ပုံမှန်အန်တရညားတယ်ဆိုတာမျိုးအမတို့ပညာပေးတဲ့ဟိုအချက်အလက်တွေကိုထိထိရောက်ပေးရမယ်ဟိုတည်င်းအဖြစ်နဲ့ချိန်ညာနေမယ်ဆိုရင်တော့လူတွေကကြော်သွားမှာပဲဒီ chart နဲ့ပတ်သက်လို့တည်င်းမောင်းပြောင်းပြောင်းနိုင်ငံတကာမှာတက်နေတယ်မီဒီယာဘိုင်းမှာတက်နေတယ်ဒါပေမဲ့လူတွေမြန်မာနိုင်ငံလူတွေတောင်မှစိတ်ဝင်စားဘူးဘာဖြစ်လဲဆိုကိုမခံရသေးသေးဘူး ံရလို့ဒီ survivor အနေနဲ့ပြန်လာလို့ရှိရင်လည်းအဲ့လူတွေကလိုရသွေးရမခံရတော့မြန်မာပြည်မှာဆိုရင်လေအွားကြီးတုံးပယ်ကျင်လိုက်ကြတာဟာနေရတော့ဟိုလူတွေကနဲ့ဟိုဘယ်လိုပြောမလဲဘဝပြတ်ထားတဲ့လူဆိုပြီးတော့လူဘာမှနေကျင်လိုက်တာဒီလူတွေကိုဖဲကူမဲ့အစားဘေးကိုဖဲထုတ်လိုက်တာကွာအဲ့တော့ဒီလူတွေဟာအသက်ရှင်နေစဉ်အတွင်းမှာလည်းလူတွေရဲ့ဖိမပူချင်တာမို့မရဘူးအဲ့တော့ suicide လုပ်တာလေဒါမျိုးတွေဖြစ်လာတာပေါ့နော်ဆိုတော့ထောက်ပေါက်မရှိတော့အဲ့တော့အမတို့တွေကဟိုဘယ်လိုပြောမလဲဗုဒ္ဓဘာသာနိုင်ငံဗုဒ္ဓဘာသာတိုင်းပြည်လည်းဖြစ်တယ်အဲ့တော့ဖျားရဲ့ဓမ္မတရားတော်တွေထဲမှာကျန်တဲ့ကြာစစ်ဖို့လည်းမအောင်ကြတော့ဘူးတကယ်တည်းအဖြစ် ်ဖြစ်တယ်ဖြစ်တယ်ဒီဒီဖြစ်တယ်ဖြစ်တယ်ဖေဟာရဲ့စာမပြတ်ပထားတော့ဒါဘယ်မှလာမှမစိုးပြတ်ခဏဘူးတို့ဗုဒ္ဓဘာသာထေရဝါဒနိုင်ငံဆိုတာကအရန်ကိုမှရင်ချင်းတော့နိုင်ငံဆိုပြီးလူတည်များတာဒီနော်ဆိုတော့ဒါကြီးအပေါ်ယံဖြစ်နေအတော့မချပေးနေမှာတကယ်ကိုကိုရောက်စိတ်ပါလိုလိုလန်းလန်းနဲ့ဒီလိုမျိုး abuse လုပ်ခံရတဲ့လူတွေဟလာတို့ sex မှာ human trafficking လုပ်ခံရတဲ့လူတွေရောင်းစားခံရတဲ့လူတွေအားလုံးရဲ့ဟိုကိုစားကိုက common လေးနဲ့ပဲဖြစ်ဖြစ်ဟလာဟို ောက်ရီဆောင်မှခြေအားဖြင့်ဖြစ်ဖြစ်အကြံဉာဏ်လေးဖြန့်ဝေပေးလိုက်တာမျိုးလေးတွေကိုလေးလေးဆဆလေးနဲ့မှသတင်းလေးတွေနားထောင်ပြီးပြီးတော့မှ personally ကို appearance ကိုတိုက်ခိုက်မဲ့အစားဒီလိုမျိုးလေးတွေဟိုဘယ်လိုပြောမလဲစိတ်လေးဝင်စားစွာနဲ့သတင်းလေးတွေဖြန့်ပေးမဲ့ဆိုရင်ပုံမကားဘူးလားပေါ့နော်အမကတော့အဲ့လိုမျိုးပြောချင်တယ်တို့မြန်မာပြည်လိုမျိုးအသိပညာနည်းတဲ့မီဒီယာကို ကိုဘယ်လိုပြောမလဲအတင်းတက်ပြောရုံလောက်နဲ့တုံးနဲ့လူတွေဟာအရန်အနေနဲ့ညားပါတယ်တိတ်တာတို့မီဒီယာကိုအတင်းတက်ပြောဖို့လောက် post တင်တဲ့ဟိုဘယ်လိုပြောမလဲလူနဲ့ comment မှာအတင်းပြောဖို့လောက်နဲ့ပြီးအမတို့အသက်ရှင်နေမယ်ဆိုလို့ရှိရင်တကယ် ဒီလိုမျိုးလုပ်ပုံကူးခံရလိုက်ရတဲ့အခါကျလို့ရှိရင်ဘယ်သူမှကယ်လို့မရတော့ဘူးအဲ့တော့အဲ့လိုမျိုးတွေမဖြစ်ခဲ့ပါတည်င်းတစ်ခုကြားလို့ရှိရင်အဲ့တည်င်းကိုစိတ်ဝင်စားဆိုတာနားထောင်မှာ ဒီလိုတရစင်တာနဲ့ကြောက်ပြနေတာတွေကိုစောက်ကားပြီးတော့မှ comment တွေပြောနေတဲ့အစားအော် तू ကတော့သူ့ရဲ့ဘဝအခြေအနေလေးအကြောင်းကိုတိတိကျကျရှင်းပြနေတယ်သူ့ခင်ဗျာလေး तू ဘလောက်ထိဟိုတိခါတွေကြာသွားတယ်လဲမဟုတ်ဖ ೇನೆ ပြောခံရတယ်ဟလာဟိုဟိုအမဆဘလောက်ထိအခြေအနေဆိုးလဲဆိုအမအောင်ဆိုဘိုင်းပြတာဟဲ့အဲ့ကောင်မကပြည့်စံမပါတို့အမလီကန်ကောင်းတာပေါ့တို့ဒီလိုမိမနဲ့ကွဲသွားလို့တို့အဲ့လိုမျိုးတွေကွာဒီလားဆိုအမရဲ့တိခါလေဒီ email လေးတချောင်းနဲ့အမကစောက်စောက်မြုပ်သွားတယ်အမဘဝမှာလေဆိုအမလည်းဘာမှလည်းမဟုတ်တာလေသူတို့နဲ့ဆက်ဆက်တာလည်းမရှိဘူးဒါပေမဲ့လေလူတွေဟာ comment တွေတချောင်းဟိုပုတ်စီတစ်ခုမြင်လိုက်တာနဲ့အာဒီလိုကိုဆက်မယ်ဟောဒီလိုရဲ့တိခါကိုဆက်မယ်ဟာဒီ ီလိုဘယ်လိုပြောမယ်ဆိုတဲ့ခါလေးတွေးကြသလားတိတိဘယ်လိုပြောမယ်စိတ်ကနင်းနေကလေးနဲ့ညာအတွေးနဲ့တော့ဘူးလားဟုတ်လားဒီမကောင်းတဲ့အတွေးကြီးတခြားကောင်းတဲ့ positive vibe ကိုဒီလိုကိုချင်းဆိုင်မတွေးဘူးဘူးလားဆိုရင်မြင့်မားတဲ့စိတ်ကလေးကိုမှရှေ့စေချင်တယ်ဒီမှာလည်းကျတချို့တွေရှိကြတယ်အသိပညာတက်တယ်စာတက်တယ်ပေတက်တယ်လူတွေရှိကြတယ်ရိုးသားတဲ့လူတွေရှိကြတယ်နားလည်ပေးတယ်ဒါကိုလက်တွေဖြစ်မှာမဟုတ်ဘူးနော်ဒီဘဝကိုထောင်စားခံရမှာမဟုတ်ဘူးဒီလိုတိတိလေးနဲ့အမဆိုလွတ်သွားခဲ့တယ်ဒါပေမဲ့အမအစိတ်ပိုင်းဆိုင်မှာ trauma ရတယ်အမရဲ့အပေါ်မှာ take advantage လုပ်သွားတာအမကို ကိုဘယ်လိုပြောလဲအတုံးချသွားတာပေါ့နော်ဆိုအမတစ်ခါလဲကြာတာဒါပေမဲ့ကို့မြန်မာတွေချင်းချင်းကမှမကို့လူမျိုးချင်းချင်းကိုမကာကွယ်သေးဘူး supporting မလုပ်ပေးဘူးဆိုရင်ဘယ်သူမှမဟုတ် supporting လုပ်ပေးမှလည်းဘယ်သူမှအမယုံကြည်ပေးမှလည်းပေါ့နော်ဆိုဒါကြီးက long term လीနော်ဒီစိတ်ခံစားချက်ဒါရကြီးอ่ะဆိုအမဆိုအခုဆိုလို့ရှိရင်ဘယ်လိုပြောမလဲအမအရင်ခံစားရတယ်အမသားသမီးတို့လည်းအမစစ်စစ်မကြည့်ရဘူးကိုကမကောင်းတာမလုပ်ခဲ့ပေမဲ့လည်းဒီလိုတတိယတက်လာတဲ့ခါမှာအမေဒါကြီးကအမှန်လားယင်ဒီ file ထဲမှာအမေနိုင်မပါနေရဟုတ်လားယင်ဆိုရင်မေးတဲ့ခါကတို့မမလေးလို့ပေါ့ချက်ချင်း decision ချလိုက်တာဒီလူကလူယုံမှာဒီလူကပြည့်နေစားဒီလူကမကောင်းတဲ့နေမှာဆိုပြီးတော့ decision ဆက်ပြတ်ချက်တွေထပ်ပြီးတော့ပြောထည့်လိုက်တာဒီလူကမစားနိုင်ဘူးဒီလူရဲ့နောက်ွယ်မသိဘူးဒါမျိုးညံကျမပြီးမှအရန်ဖြစ်တယ်အဲ့ဒါကိုလေအမတော်တော်လေးခံစားရတယ်ပေါ့နော်ဆိုအမတန်းပြောတာဒါပေမဲ့အမစိတ်နဲ့မကြပါဘူးဘာဖြစ်ဆိုအမရဲ့ဘဝရဲ့ကျွတ်ကြောင်ကလည်းအရာဘူးအမပရိသတ်ကိုချပြနေဆိုတာကအမမဟုတ်တာမလုပ်ခဲ့တဲ့အတွက်ကြောင့်ပဲဒါပေမဲ့အမမှလည်း trauma တွေအများကြီးရှိတာပေါ့နော်ဒီလိုကြားလိုက်တဲ့အချိန်မှာတော်တော် shock ပြသွားတယ်အမတော်တော်တုံ့ဟုတ်သွားတယ်ကိုလည်းဘာမှမလုပ်ခဲ့ဘူးနဲ့ကိုဒီလိုမျိုးကြီးစော်ကားခံရတယ်ဆိုတော့ mind set ချတာပေါ့အဓိကတော့ကို့ကို့မီဒီယာနဲ့တစ်စက်ဒီ comment တွေနဲ့ကို့ဖိအားပေးပြီးတော့မှကို့ရဲ့တိက္ခါကိုချတာပေါ့နော်ဒါကတော့အဆိုးဆုံးပေါ့လေ ဟုတ်ကဲ့ပါမအဒီလိုမျိုးကြုံလာရတဲ့အခါမှာအမဘေးမှာဘသူတွေကရက်တည်ပြီးတော့ခွန်အားတွေပေးခဲ့ပါတယ်ရှင့်ခွန်အားတော့ညီမလေးဘယ်လိုပြောမလဲအမအခုချိန်မှာဆိုလို့ရှိရင်အမရဲ့အနည်းဆုံးတော့အမသားသမီးတွေအမရဲ့အမျိုးသားပေါ့နော်ဆိုသူတို့ဆိုရင်အမကဒါအများကြီးအမစိတ်ပိုင်းဆိုင်မှာ support ပေးချင် mentally အမ emotionally ချ breakdown ဖြစ်တယ်ဟိုစိတ်စိတ် ချိခိုက်တာပေါ့နော်ဆိုတော့ခါစားယောက်ျားငါမဟုတ်ပဲနဲ့ဆွဆွခံရတယ်ငါ့ကို wifi ဆိုင်ဆိုင်ဆိုအကိုကတော့မီဒီယာဆိုတာကတော့ဒရေတစ်ခုရပြီဆိုပြီးဖာမှာပဲပေါ့နော်ပြီးတော့မင်းကအမိန်ကလေးလက်ဖြစ်တဲ့အခါကျတော့မင်းကိုမနာလိုတဲ့လူမင်းရဲ့အောင်မြင်မှုမင်းရဲ့တာယာလေးနဲ့ပျော်ရွှင်နေတဲ့အခြေအနေကိုမနာလိုတဲ့လူတွေကလည်းအများကြီးစောင့်ကြည့်နေကြတာအဲ့ဒီအခါကျမင်းကိုသူတို့ကကွန်မန့်ကနေပဲဆဲနိုင်တာတိလားသူတို့ရဲ့အစင်က comment ကနေပဲမင်းကိုအပြစ်ပြောနိုင်တာသူတို့မစင်စားဘူးသူတို့က profile အတူတူနေတယ်သူတို့သူတို့ရဲ့တက်ခါသူတို့မစင်စားတာပေါ့လူတယောက်ကိုဆုံးလာဖို့အတွက်မင်းက celebrity ဖြစ်တဲ့အတွက်ကြောင့်မင်းဒီထန်နေတော့ခံရမှာပဲမိမအပင်မြင့်လေးလေးတိုက်လေးပဲအဲ့ဒီအတွက်ကြောင့်မင်းတော်စိတ်နဲ့ကြနိုင်လို့မရဘူးမင်းတန်မာပြနိုင်ရမယ်ပြီးတော့မင်းတော်ကိုတစ်ခု ်ကောင်းတာလုပ်လို့ရတာကမင်းကိုသူတို့ဘလောက်ပဲချုပ်ပိုင်းဆိုင်ရာအရာဆောက်ကားဆောက်ကားမင်းတာကိုကောင်းနေမထက်နဲ့အဓိကမင်းရဲ့ရည်ရွယ်ချက်ကဒီလူတွေကိုကိုတီတူတွေကိုသင်ကန်းစာပေးချင်တယ်ကိုကြုံခဲ့ရတဲ့တွေ့ကြုံနဲ့ကိုမတရားခံခဲ့ရတာတွေကိုဘလောက်ပဲတိတ်ခါချာချာကိုယ့်ရဲ့ဟိုဘယ်လိုပြောမလဲဂုံပုတ်ကိုဘလောက်ပဲဆွဲချဆွဲချတဲ့ comment တွေတွေ့တွေ့ဘိမဘာမှပြန်မပြောနဲ့မင်းရဲ့အဓိကဟိုလောက်ရမယ်အလောက်ကဒီလူတွေကိုပညာရအောင်ပြောပြရမယ်ဒီလူတွေကိုဟလား ိုတိတ်သွားအောင်ဒီလိုလူလိန်ကြီးရှိတယ်လူကောင်းတွေကလူလိန်နဲ့လူကောင်းကဂျုံမပါတဲ့အတွက်ကြောင့်ခွဲခြားလို့မရဘူးဆိုတာလေပြီးရင် online ကိုအားတွေကိုဘယ်လိုပြောမလဲ online ကနေဆက်သွယ်လာတဲ့တွေကိုကိုယ့်ရဲ့ကိုယ်ရင်းအချက်အလက်တွေမပေးဖို့တဲ့မိသားစုကိုသူတို့တိတ်အောင်လို့နားရောဝင်ရောမင်းပြောရမယ်အဓိကမင်းအဲ့ဒါမလုပ်ပြရမှာသူတို့မင်းကို personal ရတိုက်ခိုက်တာလေမင်းရဲ့ခေါင်းကောက်ကိုမင်းကိုမုန်းလို့ challenge ဆက်ဘလို့ပဲတိုက်ခိုက်တိုက်ခိုက်အဓိကမင်းပေးတဲ့ message ကိုမင်းရှာအောင်ပေးရမယ်အဲ့ဒီ message ကိုရအောင်ပေးမဲ့မီဒီယာကိုလည်းမင်းရှာရမယ်ဒါဆိုလို့ရှိရင်အနည်းဆုံးတော့မင်းပြောရမှာကွာဟာလာဒီ emotionally mentally ဖြစ်နေတဲ့ trauma က ပြန်ပြီးတော့မှ healing ဖြစ်လာလိမ့်မယ်ပေါ့နော်သူတစ်ပါးကလည်းကိုကကောင်းတဲ့အရာလေး sharing လုပ်ပေးလိုက်တဲ့အတွက်ကြောင့်လူတွေလည်းစင်ကြင်ပြီးသွားမယ်။တာဝေကရသွားမယ်။လုံခဲ့လို့ရှိလို့ရှိလို့ရှိလို့ဒီလူတွေကအားမငယ်ဘဲနဲ့မှအဲဒီ စပိုက်ကြရတဲ့တံမြအမငယ်ပဲနေမှာပြန်ပြီး healing ဖြစ်လာမယ်ကိုယ့်ကိုပြန်ပြီးကုစားလာနိုင်မယ်ပေါ့နော်ဒီလိုမျိုးတက်ပဲမင်းအသက်ရှင်သွားရမှာပဲမင်းကမကောင်းတာလုပ်ခဲ့တာမှမဟုတ်တာအဲ့တော့ဆရာမင်းကဘာမှလည်းဆက်ဆရာမလို့တိတ်နေကြရလည်းမလို့ဘူးအဲ့လိုမျိုးဖြစ်ခဲ့တဲ့ main ကလေးတွေကိုလည်းမင်းကဆက်ဆရာမဟုတ်တဲ့အကြောင်းဒါကကိုကမတရားခံခဲ့ရတာဖြစ်တဲ့အကြောင်းရောင်းစားခံခဲ့ရတာဖြစ်တဲ့အကြောင်းကိုကလုံချင်လုံလုံးကလုံလုံလလလုပ်ခဲ့တာမဟုတ်ပဲနဲ့ကိုကိုရောင်းစားသွားတာဖြစ်တဲ့အတွက်ကြောင့်မင်းတို့မှအပြစ်မရှိဘူးဆိုတာမျိုးကိုအမက support ပေးနိုင်တယ်မိမဖြစ်ရမယ်ဆိုတဲ့အကြောင်းအမအမမျိုးကအမအမြဲတမ်းကြောပြတယ်အဲ့တော့ဆရာအမအများကြီး healing ရတယ်ပေါ့နော်ဆိုတော့အမဘသူဆရာမဟိုတိတ်တိတ်ကြောအမမခံယူပါဘူးဖခင်နဲ့အမအမျိုးသားဟလာပြီးတော့အမရဲ့ချင်း ပေးပါလိမ့်မရှိရင်မိသားစုပေါ့သူတို့ကအမအများကြီး support ပေးတယ်ဆိုတော့ဒါလေးနဲ့ပဲအမခုချိန်မှာရက်တင်ရပါတော့ဟုတ်ကဲ့ပါအမအမအနေနဲ့ဗာမရဖြည့်ဆွဲပြောကြခြင်းမှဒီတင်ရှင်အမပြောစင်တာတော့လေအဲ့လိုပေါ့နော်ကိုယ့်ရဲ့ profile မပြရတိုင်းဟာလားကိုယ့်ကိုမမြင်ရတိုင်းစကားလေးကိုလွတ်လွတ်လပ်လပ်နဲ့ဒုတိယကိုတိုက်ခိုက်နိုင်မယ့်အစားဒါအမမှမဟုတ်ပါဘူးသူတို့ဒီလိုမျိုး media မှာဘာ post တွေတိုက်ခိုက်နေပြောနေကြတဲ့လူတွေခါလေးကြလေအမမေးကြည့်ခြင်းလေဟိုလူတိုင်းမှာသူ့ရဲ့ရက်တင်မှုသူ့ရဲ့အကြံ သူ့ရဲ့ဖြစ်တယ်လို့သာရှိပြီးသားပါကိုယ်သဘောမချတာနဲ့ကိုယ်စိတ်တိုင်းချတာဒီလိုမှကျုံဆိုးလိုက်တာမြို့ဘသူကများကလည်းလို့ပြောတယ်မြို့ဘသူကများချောတဲ့စင်းရင်းသွင်းတာလေဆိုအမတို့ကငါချောတယ်ပြီးငါကလည်းလို့ပြောနေရမှာပေါ့ဒါပေမဲ့အမတို့ကိုပုံစံကိုစိုက်တယ်လို့အမတို့တစားအမတို့ပုံစံအသွင်ပြေကိုလက်ခံတယ်လို့ပါလည်းရှိပြီးသားအဲ့တော့ကိုမစိုက်တာလည်းကိုစိုက်မတွေ့ရနဲ့ဒီလိုကရုပ်ဆိုးတယ်ဒီလိုကိုစိတ်တိုင်းချမပြောနိုင်ဘူးဒီလိုကသူပတ်ဆက်ဆက်ဝေဘာနိုင်ဆိုတဲ့ဟာကြီးဒီစိတ်ကြီးကိုပြင်ပါလို့ဒီထဲမှာခံစားချက်ရှိတယ်အမတို့ထုတ်မပြောတာလည်းရှိတယ်ဒါပေမဲ့အမဖြစ်မယ်ဖြစ်ပြောရဆိုတော့နောက်ဆုံးပိုင်းလို့ဖြစ်နောက်ပိုင်းမှာကလေးတွေဟဲ့လားအမရဲ့ကလေးတွေလည်းဖြစ်ဖြစ်တခြားအဲ့လိုငယ်ငယ်တဲ့ under age တွေကိုကြည့်ပြီးတော့ 这边也冇佩流利的看他锅，这边也冇佩流利的，冇冇佩流利的看他锅上包流记，我里面流记，不晓得。再看你那个三，流记不看到你流记前面的第二个流记，流记里面的别人找来的，有记里面的别人做后面的，流记里面的别人写前面的。哎，对，标准买什么东西？而且老板那边不搞钱 ွေးလာကြတာဘယ်တော့မှဟိုဘယ်လိုပြောမလဲပတ်စက်ကြီးဖြစ်မနေဘူးပေါ့အဲ့ဒါလေးပဲအမပြောချင်ပါလေစိတ်သက်လေးညင်ညင်ထားပါမီဒီယာကိုအကျိုးရှိရှိအသုံးချပါလို့မဒီကနေပြောချင်ပါလေရှင်ဘေးကလေးတန်းကိုလည်းစိတ်နဲ့မကြသေးချင်ဘူးလမ်းမမရောက်အောင်လို့မိဘတွေကကာဝယ်ဆောက်ရှောက်ပါဒီလိုမျိုးကြားကြားထက်လို့မျိုးဟာမျိုးတွေကမြန်မာနိုင်ငံမှာအများကြီးကြံနေပါသေးတယ်ဒါတွေကိုတူတူဆက်တော့ခေါ်ထုတ်ကြပါလို့အမပြောချင်ပါလေရှင်